မင်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ26ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ရန်ကုန်မန္တလေးအမြန်လန်းဟုံးပေါ်ကစစ်ကောင်စီစခန်း9ခုကိုတော်လိုင်းရေးတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းညောင်လေးပင်ကြောက်တက ဖြူးမြို့နယ်အတွင်းကရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအခြေချတပ်ဆွဲထားတဲ့စခန်းကိုခုကိုဝင်းရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စီရင်နေမည်နှင့်ကိုကဲမှုအောက်ကတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေကမနေ့က25ရက်နေ့မှာဝင်းရောက်တိုက်ခိုက်ခဲ့တာပါ။ ိုက်ခတ်မှုအတွင်စစ်ကောင်စီတပ်သား20ထက်မနည်းတိုက်ဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရတဲ့အပြင်ရဲအုပ်တဦးအပါအဝင်စစ်တပ်ပန်3ဦးဖမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါဗျ။ကိုတောင်မျိုးရဲ့အနောက်တောင်ဘက်ပင်လယ်ပြေထဲမှာ24နာရီအတွင်း Richard Taske 5အဆင့်ရှိတဲ့ငလျင်3ခုလှုပ်ခတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့အမှုစလားကထုတ်ပြန်ပါတယ်။မနေ့ကဇွန်လ25ရက်နေ့ညနေ4:29မိနစ်မှာ ကောတောင်မြို့ရဲ့အနောက်တောင်ဘက်မိုင်300ရဝန်းကျင်ဝေးတဲ့ပင်လယ်ပြင်ထဲမှာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အား၄.၈အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ဇွန်လ24ရက်နေ့ညနေ4:48မိနစ်ကလည်းအဲ့ဒီနေရာဝန်းကျင်မှာပဲအနက်10ကီလိုမီတာဗဟိုပြုပြီးအင်အား၄.၇အဆင့်ရှိတဲ့ငလျင်တစ်ကျင်းည9:42မိနစ်မှာလည်း အင်အားရစ်ချတာစကေး၅အဆင့်ရှိတဲ့ငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်ထဲကမွန်ချီတပ်တို့တွင်ဒေသကိုစစ်ကောင်စီကမင်းကလေးချောင်းတိုက်ခတ်ခဲ့တာကြောင့်ဒေသခံအရသာ9ဦးထက် မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။မင်းကမနက်7နိုင်ဝင်းကျင်မှာမွန်ချီမြို့ထဲကခဲတပ်တို့တွင်တနင်္လာကိုလေးချောင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး9ဦးသေဆုံးတဲ့အပြင် နောက်ထပ်20ဦးဝင်းကျင် ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အချိန်ဟာမော်ချီခဲတပ်တုတွင်ထဲမှာလူသမားတွေခဲချင်းဝင်အလုလုနေခြင်းဖြစ်တာကြောင့်မို့ဒေသခံအရသာထိခိုက်မှုများခဲ့တာလို့သိရပါတယ်။ပြည်သူ့ကော်မတီတမတော်မြခင်တရင်နှစ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပန်တာဟာစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတယ်လို့တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ ရဲဘော်ပန်နာဟာအခုလ23ရက်နေ့ကစစ်ကောင်စီနဲ့တိုက်ပွဲမှာအပြန်အလှန်ပြစ်ခတ်ရင်းအသက်ပေးခဲ့ရတယ်လို့ဆိုပါရယ်။တနင်္သာရီမြို့နယ်ထဲမှာပြီးခဲ့တဲ့တပတ်အတွင်းစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်ပါရယ်။တနင်္သာရီမြို့နယ်ရန်ဖို့ရွာအနီးမှာစစ်ကောင်စီရင်နံမိုင်းဆွဲပြီးကြားဖြတ်တိုက်ခိုက်ခံရတယ်လို့မြိတ်ပကဖာကထုတ်ပြန်ပါရယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်မွန်လွဲ2နာရီလောက်မှာ မြင်းမျိုးဘက်ကနေအင်အားအပြည့်နဲ့လာတဲ့စစ်ကောင်စီကားတွေကိုတိုက်ခိုက်ပြီးနောက်မိနစ်အနည်းငယ်အကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့လည်းမြေပကဖရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီတိုက်ခတ်မှုတွေကိုမြေပကဖဘူခင်းတပ်ဖွဲ့နဲ့တနင်္သာရီပကဖဇုံသုံးတို့ကပူးပေါင်းလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ KNU တမဟာလေးစီမှာစစ်ကောင်စီတပ်သား3ဦးလက်လက်နဲ့တကွခိုးလုံလာတယ်လို့ KNU မြေဒဝခရံယုံကတရင်ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သား3ဦးဟာ အခုလ21ရက်နေ့က KNDO တရင်ခုနှစ်စီမှာခိုးလုံလာတာလို့ဆိုပါတယ်။သူတို့နဲ့အတူ MA3 တနက်တလန်ကြီပော့တွေနဲ့ကြီးစံတွေပါလာတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တင်းနယ်လိုက်တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။